င်္ဂလာပါရှင်2025ခုနှစ်မေလ22ရက်နေ့မွန်းတက်12နာရီချိန်ကြီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မှုမှုပါရှင်ချွေးကူမာရေးပေါ်ဆင်တက်ခဲ့ရတဲ့စစ်ကောင်စီရဟယင်ကို KAI ကထပ်မံပြစ်ခတ်ချက်စီးခဲ့ရမှာကျောက်လောင်16လောင်းနဲ့တနတ်14လက်ကိုသိမ်းဆီးရရှိခဲ့ပါတယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ခီစစ်ကောင်စီစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပါပြီ လက်ဗရာမှာစစ်မှုထမ်းကြီးကောက်ခံပြီးတပ်သားတစ်စုဆောင်နေတဲ့တိုက်ဝါချောင်းအုပ်စုကျေးရွာရာအိမ်မှုအုံတန်းပြစ်ခတ်ခံရပြီးတည်ဆုံသွားပါတယ်။ PDF အကျဉ်းထောင်တွေကနေအကျဉ်းသားတွေထွက်ပြေးလွတ်မြောက်တာအဖြစ်များတယ်လို့ဆိုပါတယ်ရှင်။ကြောက်စဲမြို့နေအိမ်ပြီးလောက်မှုမှာတာမိလေးဦးတည်ဆုံခဲ့ပါတယ်။ထိုင်းမှာစေးကြောက်သုံးသူတွေစေးလက်မှတ်လုပ်မယ်လို့ဆိုပါတယ်။ ဒီသတင်းတွေနဲ့အတူဒီကနေ့မွန်းတဲ့၁၂နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပရမအောင်သတင်းတပုတ်အနေနဲ့ကချင်လွတ်လပ်ရေးတမရော KIA ကမေလ20ရက်နေ့မှာပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဟတ်ရင်နှစ်စီးအနက်ရွှေကူမြို့ပေါ်ကိုအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟတ်ရင်ကိုမနေ့ကမေ23ရက်နေ့မိုးလဲပိုင်းမှာ KIA တပ်မှစစ်ရဲဘော်တွေကတွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ကချင်စစ်ရေးသတင်းမြစ်ကပြောပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲတွင် လက်ကျန်စစ်ကောင်စီရဲ့အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စာကာခ27ကိုစစ်ကူလာပို့တဲ့ရဟတ်ရင်၃စီးအနက်နှစ်စီးကို KAI ကပြစ်ချခဲ့ရမှာဒစီးကရွှေကူမြို့နဲ့15မိုင်ခန့်အကွာမှာပြတ်ကျခဲ့ပြီးဒစီးကရွှေကူမြို့ဘက်ကိုအရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ဆိုပါတယ်။မနေ့ကရွှေကူမြို့ခါလာရ56မှာသွားဆင်းတဲ့ရဟတ်ရင် MI ဆမ်ကျင်းကိုဒီကနေ့ညနေပိုင်း2နာရီကျော်ကျော်လောက်မှာ KAI တပ်မ71အဖွဲ့တွေကလက်နက်ကြီးနဲ့သွားပစ်တာ ယဟန်ယင်အကုန်လုံးပျက်စီးကျေမွပြီးအဲ့ဒီမှာယဟန်ယင်ကို ကာဘာလောက်ထားတဲ့တန်ချက်က2စီးရှိရဲ truck က2စီးရှိရဲ၄စီးပေါ့အဲ့ဒါလည်းတော်တော်ပျက်စီးသွားတယ်ယဟန်ယင်ကတော့ရစရာမရှိတော့ဘူးအကုန်လုံးကျေမွသွားပြီလို့ကချင်စစ်ရေးတရင်းကပြောပါတယ်ရွှေကူမျိုးပေါ်ကိုအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ယဟန်ယင်မှာချိန်မှန်ပျက်စီးခဲ့၍ပြန်တန်းနိုင်မှု မရှိတော့တဲ့အခြေအနေမှာ KIA ကထပ်မံသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ် အဲ့ဒီရဟန်းရင်ကိုထပ်မံတိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူတန်ဆက်သွဲမေးမြန်းရမှာကျွန်တော်လည်းကြားပါရခင်ဗျာအခြေအနေတွေသတင်းအချက်လက်တွေပြင်းပြစုံစုံမရသေးတော့အတီးပြုတ်မပြောသေးတာပါသတင်းကဆောက်ရမှာပါကြားတော့ကြားပါတယ်မှန်တော့မှန်လောက်ပါတယ်ဒါပေမဲ့ပြေဆုံးမှုမရှိလို့တရားဝင် မပြောတာပါလို့ဘုံမူကြီးနော်ဘူကပြောပါတယ် KIA အနေနဲ့ ရဟယင်နှစီထိမှန်အောင်ပြစ်ခတ်နိုင်မှုကိုပုံမှုကြီးနော်ဘူးကအတည်ပြုထားပါတယ်ရှင်။ကြော်ရီမှာပြတ်ကြခဲ့တဲ့ဂျဟန်ရီအနီမှာစစ်ကောင်စီပိုကြီးတဦးရဲ့ရုပ်အလောင်းကိုတွေ့ထားကြောင်းချွေကူမြို့မှာရေးပေါ်ဆင်သက်ခဲ့ရတဲ့ဂျဟန်ရီကခရီးဆက်နိုင်ခြင်းမရှိတော့ဘဲချွေကူမှာပဲရှိနေဆဲဖြစ်ကြောင်းပုံမှုကြီးနှော်ဘူးကဂျမန်နစ်မေလာ23ရက်နေ့နေ့လယ်ပိုင်းမှာပြောထားပါတယ်ဂျဟန်ရီတွင်ဂျဟန်ရီမူကပ်တိန်ပိုကြီးမျိုးထအောင်ပိုကြီးကျော်မြင့်သူပိုကြီးချမ်းသာအပါဝင် ်ယဟန်ရင်မောင်းနေရေးအဖွဲ့ခုနှစ်ဦးပါဝင်ကြောင်းဒါ့အပြင်ယဟန်ရင်ပေါ်မှာလိုက်ပါလာတဲ့စစ်ဗျူဟာမှုနဲ့အဖွဲ့သားများတေဆုံးခဲ့တာကိုစစ်တပ်ကတင်ဖုံးထားကြောင်းလည်းသိရပါဗျ။ဘုံပေါ်မှာတမတော်ယဟန်ရင်ကဆက်ချွတ်ရင်လို့ပြကြတယ်။ယဟန်ရင်မှုနဲ့အဖွဲ့သားတွေစုံပါတယ်။တက်ရင်တက်ဖွဲ့တွေအတွင်းမှာလည်းနိုင်ငံတော်ကထုတ်ပြန်တဲ့တင်အတိုင်းပဲပြန်လည်အတိပေးတယ်။တမတော်ဗျူဟာမှုနဲ့အဖွဲ့သားတွေတေဆုံးတယ်ဆိုတာမျိုးတော့အတိပေးတာမရှိဘူး။ တိလည်းမတိကြဘူးပမော်မှာတမတော်ကအရေးတာပြီးအောင်ပွဲရနေတယ်မင်းကောင်စစ်တောင်းရဲ့စီရီနဲ့ဝမော်မြို့ကိုပြန်လဲတိမ့်ပိုက်နေပြီး KIA PDF အလောင်းတွေတောင်းပုံရပုံတည်ဆုံနေတဲ့ဆိုတာတွေကိုတက်တွင်းမှာရှင်းလင်းပွဲတွေနဲ့အတိပေးနေတယ်လို့တက်တဲ့တင်ရင်မြကပြောပါတယ်ဂျဟန်ယင်ပြတ်ကျသွားတဲ့နေရာကို KIA ပူပေါက်တပ်ဖွဲ့တွေကနည်းနည်းရှင်းလင်းရင်ပြုလုပ်စင်မှာစစ်သားမှတ်သားအလောင်း16လောင်းနဲ့မီးလောင်ပြက်စီသွားတဲ့လက်နက်14လက်ကိုတင်စီရရှိခဲ့ပါတယ် မနေ့ကပြစ်ချခဲ့တဲ့ရဟတ်ရင်တွေကို KIA ပူပေါင်းတပ်ဖွဲ့တွေကနင်းမြေရှင်းလင်းရေးလှုပ်တာစစ်ခွေးအသေးအလောင်းအလုံး၁၆လောင်းရတယ်။နောက်ပြီးမိလောင်သွားတဲ့လက်နက်၁၄လက်ကိုလည်းတွေ့ရှိတယ်လို့ KIA စစ်ရေးသတင်းမြစ်ကပြောပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ခီစစ်ကောင်စီစခန်းကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းထိုင်းမြန်မာနယ်စပ်မှာစစ်ရေးသတင်းမြစ်ကပြောပါတယ်။ မနေ့ကမေ21ရက်နေ့နနက်9:00နာရီအချိန်မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြောက်ရီတောင်ဘက်ဝါလာဒေသမှာရှိတဲ့ကျန်းဖတ်စစ်တပ်ရဲ့မော်ခီစခန်းနေရာကိုကော်တူလေးတက်မရော KTLA မှပို့ချုပ်နေသားမြလက်အောက်ခံမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေကြောင်းထိုင်းမြန်မာနယ်ခြားကော်မတီနဲ့နီးစပ်တဲ့စီရေးတရင်မြကပြောပါတယ်မနေ့ကမနက်ပိုင်း9နာရီလောက်ကစဖြစ်တာပေါ့ KTLA 4နယ်သားအဖွဲ့တွေ ਨੇ ပြစ်တာလို့သိရတယ် drone တွေနဲ့ကျဲချတာထိုင်းဘက်ကတွေ့နေရတယ်။ Wally Pew ဟာကလက်နက်ကြီးပြစ်ထုတာတွေတွေ့နေရတယ်။ထိုင်းဘက်ကိုကြီးမကြဖို့လေရင်မကြော်ဖို့ထိုင်းဘက်ကစစ်တပ်ကတော့အသင့်အနေထားပဲလို့ထိုင်းမြန်မာနယ်ခြားကော်မတီနဲ့နှိစက်တဲ့တင်ရင်းကပြောပါတယ်။အဲ့လိုတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်မြဝရီ Wally လမ်းပိုင်းကို KNU တပ်မဟာချောင်းနယ်မြေအတွင်းမှာရှိတဲ့မဟာမိတ်ပူပေါင်းတပ်တွေကခိတအသွာလာရက်ဆိုင်ထားပြီးတုံးတက်ွေ ဖလူးကျေးရွာအထိ KN နှံလေးစစ်ကြောင်းတွေကိုလည်းတက်လက်တတိပေးထားကြောင်းသိရပါတယ်။ဝါလေးအထက်ပိုင်းဒေသတွေမှာအကြမ်းဖက်စစ်တပ်ကဝါလေးဗျူဟာကနယ်လေးစခန်းရှိနေပြီးဝါလေးအောက်ပိုင်းမှာဥက္ကဋ္ဌဝါမီထစခန်းသိဘောဘူးစခန်းတွေကျန်ရှိနေကြောင်းလည်းသိရပါတယ်။လက်တလုံးမှာထိုင်းမြန်မာနယ်စပ်ဟောက်ဖရာမြို့နယ်အုံချံမြို့အနီးမှာမြန်မာဘက်အချက်မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက်ထိုင်းနယ်ခြားစောက်တပ်တွေက စစ်ရေးအသင့်အနေထားနဲ့ကင်းလဲနေကြောင်းသိရပါတယ်ရှင်ဆက်လက်ပြီးပဲခူးတိုင်းလက်ပရန်မြို့နယ်မှာစစ်မှုတန်းကြီးအတင်းအဓမ္မကောက်ခံနေတဲ့တိုက်ဝါချောင်းအုပ်စုကျေးရွာရာအိမ်မှုအုံတောင်းကိုလောင်ကစားဝိုင်းမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာပွဲချင်းပြီးတည်ဆုံသွားကြောင်းခြွေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခါကိုကိုအောင်ကပြောပါရရှင်။မေ21ရက်နေ့နနက်7:50မိနစ်အချိန်မှာလက်ပရန်မြို့နယ်တိုက်ဝါချောင်းအုပ်စုမှတန်ဖတ်စစ်ကောင်စီခန့်ရာအိမ်မှုအုံတောင်းကို ူနေထိုင်ရာကျင်းရွာအတွင်းမှာရှိတဲ့ဒေါင်းကစားဝိုင်းအတွင်းကိုတော်လှန်ရေးရဲဘော်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာပွဲချင်းပြီးတေဆုံးခဲ့တာလို့ဆိုပါတယ်။တေဆုံးသွားတဲ့ယာယီမှုအုံတန်းကပြည်သူတွေကိုအာဏာပြဆက်ဆံခြင်းစစ်မှုထမ်းခြင်းများအတင်းအဓမ္မကောက်ခံခြင်းမပေးနိုင်တဲ့ပြည်သူတွေကိုဖမ်းဆီးရန်အမည်စရင်ပေးပို့ခြင်းများအပြင်စစ်တပ်ကပြုလုပ်ခိုင်းတဲ့လောင်းကစားဝိုင်းတွေကိုကူညီလုပ်ကင်ပေးနေခြင်းများပြုလုပ်နေရွေး ပြည်သူများကတိုင်ကြားလာတာကြောင့်သွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။ကျွန်တော်တို့နိုင်မမနဲ့ခေါင်းကိုတစ်ချက်နဲ့ဂျွေဝါကိုတစ်ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။ခြာရင်မှုကတော့နေရာမှာပဲပွဲချင်းပြီးသေဆုံးသွားတယ်လို့ရွှေတန်းမြေပြည်သူ့ကောက်ွယ်ရေးအဖွဲ့တာဝန်ခံကိုကိုအောင်ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတာယာဝရီခရိုင်ဖာကဖာအမတ်တိတိုက်ခိုက်ရေးတပ်ဖွဲ့ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့မှတော်လှန်ရေးရဲဘော်တွေကလုံဆောင်ခဲ့ပြီးအထူးကိမရှိပြန်လည်စုခွာနိုင်ခဲ့တယ်လို့လည်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးမကွေးတိုင်းကံကောခရိုင်နယ်ထဲမှာရှိတဲ့ရော YDF အဖွဲ့အချင်းထောင်ထဲမှာအချင်းချခံနေတဲ့အချင်းသား၅ဦးဟာပြီးခဲ့တဲ့မေရှိယနေ့မှာထောင်ဖောက်ပြီးထွက်ပြေးလွတ်မြောက်သွားတယ်လို့ရောဒေတာမှာနေထိုင်တဲ့ပြည်သူတွေစီကနေသိရပါတယ်။ကံကောမြို့နယ်တောင်ပိုင်းမှာနေထိုင်တဲ့မင်းရွာဒေတာကန်တယောက်ပြောတာကရော YDF အဖွဲ့မှာအချင်းစခန်းတွေရှိရဲအဲ့ထဲမှာကအမှတ်၁အချင်းထောင်ထဲမှာအချင်းကြနေတဲ့အချင်းသား၅ယောက်ပြီးခဲ့တဲ့မေရှိယနေ့က ထောင်ပေါက်ပြီးထွက်ပြေးသွားတယ်လို့ကြွားကိုဈေးလဝယ်တဲ့သူတွေစီကနေသိရတယ်။ထွက်ပြေးသွားတဲ့သူတွေကကိုငယ်၊ကောင်းကောင်း၊ချစ်တူ၊တားကြီး၊တားငယ်ဆိုတဲ့ Your YDF အဖွဲ့တွေဖြစ်တဲ့သူတို့၅ယောက်ကတက်တွင်စီကံချိုးဖောက်လို့အမှုရင်ဆိုင်နေရသူတွေဖြစ်တယ်လို့လည်းပြောပါတယ်။ဒါပြင် PDF အဖွဲ့တွေရဲ့အချင်းထောင်တွေမှာအချင်းချခံနေရတဲ့သူတွေအများစုဟာထွက်ပြေးလွတ်မြောက်နေတယ်လို့လည်းသိရပါတယ်ရှင်။စကိုင်းတိုင်းဘက်မှာလည်း PDF ထောင်ပြေးတွေရှိတယ်။တချို့လည်း နာဆာကစီလက်နက်ချသွားတယ်လို့ရွာကန်ပြည်သူတွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့2023ခုနှစ်မုံရွာခရိုင်6ဦးမြို့နယ်မှာပဲစင်းငုံသိန်းချိန်နေ့စားနဲ့အငားလောက်ကင်နေတဲ့မိန်းကလေး၄ယောက်အဖွဲ့ကို6ဦးနဲ့လက်နက်ကင်အဖွဲ့ဝင်9ယောက်ကမရင်းကျင့်တပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ပေါ်ပေါက်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာ PDF အချင်းချင်းဖမ်းဆီးပြီးတော့အချင်းချထားရမှာအဲ့ဒီမဒိန်လူတက်ခဲ့တဲ့သူတွေထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။ ဒါပြင်ကမ်ဘလူးနယ်မှာចောင်းသူမှလေးတယောက်ကိုအာရမပြုကျင့်တဲ့လွတ်တော်အမတ်တယောက်လဲကမ်ဘလူး PDF အကျဉ်းထောင်ကနေထွက်ပြေးလွမြောက်နေတယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းကြောက်စဲမြို့နယ်ဘောကဝတီရပ်ကွက်မှာနေတဲ့နေအိမ်တစ်လုံးမိလောင်ခဲ့ရမှာတားမိ၃ဦးသေဆုံးသွားကြောင်းဒေသခံတို့ကပြောပါတယ်။ယနေ့မေ22ရက်နေ့နနက်အစောနှစ်နာရီမှာမိလောင်မှုအတွင်းနေအိမ်မှာရှိတဲ့မိသားစုဝင်၄ဦးစလုံးတေဆုံးခဲ့တယ်လို့ဆိုပါရယ်အသက်အရွယ်ကလည်းကြီးတဲ့သူတွေ တည်တဲ့သူလေးဦးစလုံးကလည်းမျိုးသမီးတွေကြီးပဲလို့ဒေတာကန်တော်ဦးကမိလောက်မှုအကြောင်းကိုတည်ဆုံးခဲ့တဲ့သူတွေရဲ့အခြေအနေကိုပြောပြပါဗျ။ကျောက်ဆယ်မျိုးမိသားတက်ခွက်ရဲ့အချက်လက်ရမိလောက်မှုကိုနိုင်ဝအတွင်ငိမ့်တက်နိုင်ခဲ့ပေမဲ့တည်ဆုံးသူ၄ဦးရှိတယ်လို့ဆိုပါတယ်။တည်ဆုံးသူတွေကအသက်63နှစ်အရွယ်ဒေါ်တင်အောင်အသက်85နှစ်အရွယ်ဒေါ်ထွထွေအသက်66နှစ်အရွယ်ဒေါ်နွယ်နွယ်ဦးနဲ့အသက်58နှစ်အရွယ်ဒေါ်ခင်သူစားတို့ဖြစ်ပါတယ်။ တေဆုံရုပ်လောင်းကိုကြောက်စဲစီယုံကြီးရင်ခွဲယုံကို ပို့ဆောင်ထားကြောင်းမိသက်ကအတိပေးထားပါတယ်ရှင်။ဒါပေမဲ့မိလောင်မှုဖြစ်ွားတဲ့အခြေအနေကိုတော့ဖော်ပြတာမရှိသေးပါဘူးရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမှာစေကြောက်သုံးဆွဲသူတွေအနေနဲ့ကျမ်းမာရေးထောက်ခံချက်လိုအပ်မည်ဖြစ်ကြောင်းပြည်သူ့ကျန်းမာရေးဝန်ကြီးကပြောပါတယ်။စေကြောက်ကိုအပန်းဖြေအသုံးပြုမှုနဲ့အလွဲသုံးစားမှုတို့ကိုတားမြစ်ရေးစေစာလိုအပ်ကြောင်းအပါအဝင် စီမြင့်အစ်စ်များရက်၄၀အတွင်းထွက်ရှိရန်လိုကြောင်း သူကပြောထားတယ်လို့ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။လက်ရှိမှာ ထိုင်းအစိုးရကစေကြောလုပ်ငန်းတွေကိုထိန်းချုပ်ရတဲ့ကျန်းမာရေးနဲ့ဈေးပတ်ဆိုင်ရာအကြီးကရည်ရွယ်ချက်တွေမှာစေကြောအတုံးပြုမှုကန့်သက်ရန်ဥပဒေချမ်းအစ်စ်ကိုဖိခဲ့တဲ့စတင်ဘာလကအဆိုပြုခဲ့ပြီးဝင်ကျူးချုပ်ပေတောင်တန်ရှင်နာဝတ်ကယာဒူထတ်တိုပြီးရပ်ပိုင်းအတွင်းမှာပြည်သူ့ကျန်းမာရေးဝင်ကြီးဌာနကအဲ့ဒီဥပဒေချမ်းကိုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာစေကြောတုံးဆွဲမှုဆိုင်ရာစီးမြင့်တွေကိုမြင့်တင်ပေးမယ်။ ဥပမာဈေးကြောင့်ဆေးလေးတောက်သူတွေဟာဆေးလက်မှတ်တွေပြရမယ်။နိုင်ငံသားသားနဲ့ထိုင်းနိုင်ငံသားဈေးကြောင့်သုံးဆွဲသူတွေမှာဆေးလက်မှတ်ရှိရမယ်လို့ကျန်းမာရေးဝန်ကြီးကဘန်ကောက်မှာယနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။စေကြောက်သုံးဆွဲသူတွေဟာတက်ချင်းခေါင်းကိုက်ချင်းနာကျင်ချင်းနဲ့အိမ်မပျော်ချင်းစားတဲ့ယောဂတွေကိုခံစားရကြောင်းတက်တေပြရန်ထိုင်းနိုင်ငံတိုင်းရင်းစေတမားတော်နဲ့အထွေထွေတမားတော်တွေအပါအဝင်လိုင်စင်ရဈေးပညာရှင်များမှထုတ်ပေးတဲ့စေစာရှိရမယ်လို့ဆိုပါတယ်ရှင် ဒီကနေ့မွန်တဲ့ဆန္ဒနိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနိုင်ရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်